လာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးပါကတော့ယာယီသမရဘူဂျုံမူကြီးမေအောင်လိုက်ဦးဆောင်တဲ့အစင်းမြေကိုယ်စားလှယ်အဖွဲ့နေပြည်တော်သူပြန်လည်ရောက်ရှိတဲ့တင်ပြပါရစေ။ ရုရှားနိုင်ငံနဲ့ကာဇက်စတန်နိုင်ငံတို့အလို့သဘောကြီးစဉ်တွားရောက်ခဲ့တဲ့ယာယီသမ္မတဝူချုံမူကြီးမေအောင်လိုင်ဦးဆောင်တဲ့အဆင့်မြင့်ကုစလေအဖွဲ့သည်နေပြည်တော်သူပြန်လည်ရောက်ရှိလာကြောင်းသိရှိရပါတယ်။စက်တင်ဘာ29ရက်ညနေပိုင်းကရုရှားနိုင်ငံနဲ့ကာဇက်စတန်နိုင်ငံတို့အလို့သဘောကြီးစဉ်တွားရောက်ခဲ့တဲ့ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဝူချုံမူကြီးမေအောင်လိုင်ဦးဆောင်တဲ့အဆင့်မြင့်ကုစလေအဖွဲ့သည်နေပြည်တော်ရှိတပ်မတော်လေးစိတ်တို့ပြန်လည်ရောက်ရှိကြောင်းသိရပါတယ်။ နေပြည်တော်တက်မတော်လေးစိတ်တို့ပြန်လည်ရောက်ရှိလာတဲ့ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာအကြီးကော်မရှင်ဥက္ကဋ္ဌဦးဆောင်တဲ့မြန်မာအစ်စ်မြင့်ကိုယ်စားလှယ်အဖွဲ့အားကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညွတ်စောကော်မရှင်အဖွဲ့ဝင်အမှုဆောင်ချုပ်ဦးအောင်လင်းတွင်ကော်မရှင်အဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံမကြီး His Excellency Mr. Askander Ersizov ကာကွယ်ရေးဦးစီးချုပ်ရုံးမှအစင်မြင့်တက်မတော်အရာရှိကြီးများနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမူမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံတန်ယုံစစ်တန်ယုံတို့မှတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှားဤသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်ဦးကြီးမေအောင်လိုင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ His Excellency Vladimir Putin ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံသူအလုသဘောခီးစဉ်ဖြစ်၎င်းကာဇက်စတန်နိုင်ငံသမ္မတ His Excellency Mr. Kasen Jumatukha ရဲ့ဖိတ်ကြားချက်အရကာဇက်စတန်နိုင်ငံသူအလုသဘောခီးစဉ်ဖြစ်၎င်းအတိအကျသွားရောက်ခဲ့ပြီးစက်တင်ဘာ29ရက်နေ့နောက်ပိုင်းတွင်ကာဇက်စတန်နိုင်ငံ အစတနာလေးစိမ့်မှာမြန်မာနိုင်ငံသူပြန်လည်ထွက်ခွာရာကာဇစ်စတန်သမ္မတနိုင်ငံဒုတိယဝန်ကြီးချုပ်တေမစ္စတာရိုမန်စကာရာရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတမ်မကြီးဦးတင်လေးုံနဲ့တာဝန်ရှိသူများကလေးစိတ်တွင်ပို့ဆောင်နှုတ်ဆက်ကြကြောင်းသိရှိရပါသည် ရှာရီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာ၏ကော်မရှင်ဥက္ကဋ္ဌနှင့်အတူခရီးစဉ်တွင်လိုက်ပါသွားကြတဲ့ကော်မရှင်အတွင်းရေးမှူးတွဲဖက်မှုဆောင်ချုပ်ဝူချုပ်ကြီးရဲဝင်းဦးကော်မရှင်ဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးတန်းဆွေပြည်အောင်စုဝန်ကြီးများဖြစ်ကြတဲ့ဦးညံထွန်းဦးကကူလွင်ဒေါက်တာတက်ခိုင်ဝင်းမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်ကာကွယ်ရေးဦးစီးချုပ်ရုံးမှအစိမ့်မြတ်တမတော်အရာရှိကြီးများဒုတိယဝန်ကြီးများစစ်ဘက်နေဘက်မှတာဝန်ရှိသူများပြန်လည်လိုက်ပါလာကြကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့2025 ASEAN China Women's Development and Cooperation Forum အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားပြုလုပ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ2025 ASEAN China Women's Development and Cooperation Forum အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကိုစက်တင်ဘာ29ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခမ်းမာတွင်ပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှတာဝန်ရှိသူများဖိတ်ကြားထားသူများတက်ရောက်ကြကြောင်းသိရပါသည်။ အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရဲအဖွဲ့ဥက္ကဋ္ဌကိုစားတက်ရောက်ခဲ့တဲ့အတွင်ရမှုဒေါ်ဆွဲခင်မဝင်းကတရုတ်နိုင်ငံကွန်ရှိကျွန်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့တွင်15ရက်9လ2025ရက်နေ့မှ16ရက်9လ2025ရက်နေ့ထိကျင်းပပြုလုပ်ခဲ့တဲ့2025 ASEAN China Women's Development and Cooperation Forum သို့မြန်မာကိုယ်စားလှယ်အဖြစ်တက်ရောက်၍လက်မှတ်ရေးထိုးခဲ့မှုနှင့်အတွေ့အကြုံများအားရှင်းလင်းတင်ပြပါရစေ။အဒီနောင် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌဒေါက်တာမြတ်တီရာမြင့်က2025 ASEAN China Women's Development and Cooperation Forum သို့တက်ရောက်ခဲ့တဲ့အတွေ့အကြုံများကိုရှင်းလင်းတင်ပြပြီးသိပ္ပံနည်းပညာကဏ္ဍမှအမျိုးသမီးပညာရှင်သိပ္ပံနည်းပညာကော်မတီဥက္ကဋ္ဌမတ်ချိအိမ်သူမှ AI ခေတ်တွင်အမျိုးသမီးရေးရာကဏ္ဍမှ AI ရဲ့အခွင့်အလမ်းစိန်ခေါ်မှုများကိုဆွေးနွေးပလဲခဲ့မှုများအားရှင်းလင်းတင်ပြကြောင်းသိရှိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့2025ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက်မဲစရင်များကိုစက်တင်ဘာ30ရက်တွင်ပထမအကြိမ်အဖြစ်ကတ်ထားကြေညာမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။2025ခုနှစ်ဒီဇင်ဘာ28ရက်တွင်စတင်ကျင်းပမယ်အထွေထွေရွေးကောက်ပွဲအတွက်မဲစရင်များကိုစက်တင်ဘာ30ရက်တွင်ပထမအကြိမ်အဖြစ်ကတ်ထားကြေညာမှာဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စုရေကောက်ပွဲကော်မရှင်သည်2025ခုနှစ်ဒီဇင်ဘာ28ရက်တွင်စတင်ကျင်းပမည်အထွေထွေရေကောက်ပွဲအတွက်မဲဆင်းရေးများကို2025ခုနှစ်စက်တင်ဘာ30ရက်မှအောက်တိုဘာ23ရက်အထိ14ရက်ကြားသက်ဆိုင်ရာရက်ွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝေးရုံးများနှင့်ကျေးရွာအုပ်စုတွင်ရှိကျေးရွာများတွင်ပထမအကြိမ်ဖြစ်ကတ်ထားကြေညာမှဖြစ်ကြောင်းသိရှိရပါသည်။ အကြောင်းမျိုးမျိုးကြောင့်ရက်ခွက်နှင့်ကြေရွာအုပ်စုများတွင်ကတ်ထားကြီးညာနိုင်ခြင်းမရှိပါကသက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ဝဲရုံများတွင်မဲဆင်းကြည့်ရှုနိုင်ရေးဆောင်ရွက်ထားမှာဖြစ်ကြောင်းမဲဆန္ဒရှင်စိန်များကတ်ထားကြီးညာစဉ်မဲဆန္ဒရှင်များကမဲဆင်းလာရောက်ကြည့်ရှုမှသာပြည်စုံမှန်ကန်သောမဲဆင်းရရှိနိုင်မှာဖြစ်ကြောင်းပြည်ထောင်စုရေကောက်ဝဲကော်မရှင်ကထုတ်ပြန်ထားပါသည်မဲဆန္ဒရှင်များအနေဖြင့်မဲဆင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည်မဲဆင်းရင်တွင်မပါဝင်မှာကပုံစံသုံးဖြစ်မဲဆင်းရင်တွင်အမည်ထည့်သွင်းပြီးရန်တောင်းဆိုခြင်းမပါဝင်သင့်သူများပါဝင်နေပါကပုံစံလေးဖြင့်ကန့်ကွက်ခြင်းမဲဆင်းပါအချက်လက်များမှားယွင်းနေပါကပုံစံလေးကငယ်ဖြင့်ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကိုဆောင်ရွက်စီလိုပါသည်လိုအပ်သောပုံစံများကိုလည်းရက်ခွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်ရုံများတွင်အခမဲ့ရယူနိုင်ပါကြောင်းပြည်ထောင်စုရေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားကြောင်းသိရှိရပါတယ်ရှင်။